ဇမင်းသားတင်မောင်ဆမ်းမင်းဝင်းရဲ့ဖောက်ပြန်ခဲ့တဲ့အကြောင်းအရာတွေကိုဇနီးဖြစ်သူကိုယ်တိုင်မှအွန်လိုင်းဆိုရှယ်မီဒီယာထပ်ပေါ်မှာဖွင့်ချထုတ်ဖော်ပြောဆိုလာခဲ့ဆိုရယ်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှာဆိုလို့ရှိရင်တော့မြန်မာတိုင်းနိုင်ငံလုံးကချစ်ခင်အားပေးခဲ့ကြပြီးတော့ဇမင်းသားအဖြစ်လူ widetilde များတဲ့တင်မောင်ဆမ်းမင်းဝင်းအနေနဲ့အိမ်တွင်ရေးကိစ္စတွေမှာဖောက်ပြန်ခဲ့တယ်ဆိုပြီးတော့မနေ့တနေ့ကပဲသူ့ရဲ့ဇနီးဟောင်းဖြစ်သူအနေနဲ့ သူမရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာပေါ်ပေါ်တင်ရေးသားဖော်ပြမှုတွေရှိလိုလာခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုချင်းဒီမှာပဲဇမင်းသားတင်မောင်ဆမ်မင်းဝင်းကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူပြည်သက်တွေအနေနဲ့ကတော့တင်မောင်ဆမ်မင်းဝင်းတို့မိသားစုကိုတရားပျော်ရွှင်တဲ့မိသားစုတစ်ခုလို့ထင်ထားတာအခုကဘလို့ဖြစ်တာလဲဆိုတော့မိကုံပေါင်းများစွာထွက်ပေါ်လာခဲ့ပြီးတော့နောက်ွယ်မှာတင်မောင်ဆမ်မင်းဝင်းနဲ့ဖောက်ပြန်နေတာက စက်တပင်လောကတွေကအငိမ်ပွဲတွေ ပြဆက်ပွဲတွေစီစဉ်ပေးတဲ့ဗဒမားကေခိုင်းဆိုတဲ့အမျိုးသမီးဖြစ်နေကြောင်းကိုလည်းထပ်မံထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်မလို့အများပြည်သူတွေရဲ့စိတ်ဝင်စားဝေဖန်ပြောဆိုခြင်းကိုခံနေရပြီလေဖြစ်ပါနေတိမောင်ဆမင်းဝင်းရဲ့ဇနီးဟောင်းအနေနဲ့ ပြောဆိုထုတ်ဖော်မှုတွေထဲမှာကျမအနေနဲ့ Facebook ပေါ်မှာ mobile ကွင်းနဲ့ပတ်သက်ပြီးပွဲဖြစ်နေကြတာတွေတွေ့ပါတယ်။မူဒီတာတရားလေးထားပေးလိုက်ပါ။ကျမတို့ဆိုလို့ရှိရင်ဘဝတွေတောင်ပြတ်သွားရပါတယ်။ဒါလေးဆိုရင်မိဒီကွဲဖတ်ကွဲဖြစ်သွားရပါတယ်။ကိုချင်းစာတရားလေးထားပြီးတော့နားလည်မှုလေးယူကြစေခြင်းပါတယ်။ ကိုပစ္စည်းကိုယူသုံးလို့ဒေါသတွေဖြစ်ကြတယ်။ကျမတို့တာမီတွေဆိုဘလတ်တောင်ခန်းစားနေရမလဲတွေးကြည့်ပေးပါလား။ခိုးယူခံရမှုနဲ့လူယူခံစားရမှုဆိုတဲ့မိုဘိုင်းကွင်းဆိုတဲ့အရာပေါ့။တင်မောင်ဆမ်းမင်းဝင်းရဲ့ဇနီးဟောင်းဖြစ်သူအနေနဲ့သူ့ရဲ့သားလေးပုံနဲ့တကွအခုလိုမျိုးဖော်ထုတ်ရေးတင်လာခဲ့တဲ့အတွက်ကြောင့်မို့လို့ပရိသတ်တွေအနေနဲ့ကတော့တင်မောင်ဆမ်းမင်းဝင်းအနေနဲ့အိမ်တော်ကြီးဖောက်ပြန်ခဲ့တာလားဆိုပြီးတော့မိန်းကထုတ်လာပြီးဒီပိုင်နဲ့မှာပဲတင်မောင်ဆမ်းမင်းဝင်းနဲ့နောက်ွယ်မှာဖောက်ပြန်ခဲ့တဲ့သူကအငိမ့်သဘင်လောကထဲမှာ ပွဲတွေကိုစီစဉ်ပေးတဲ့သူတို့အဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပြီးတော့အဆိုပါအမျိုးသမီးအနေနဲ့ဗဒမားကိတ်ခိုင်းဆိုတဲ့အမျိုးသမီးဖြစ်ကြောင်းကိုပါထုတ်ဖော်ရေးသားမှုတွေရှိလို့လာခဲ့တာလည်းဖြစ်ပါတယ်ပြည်သက်တယောက်ရဲ့ရေးသားဖော်ပြမှုတွေထဲမှာဆိုလို့ရှိရင်တော့အငိမ့်ပွဲတွေပြဿတ်ပွဲတွေစီစဉ်နဲ့ဗဒမားကိတ်ခိုင်းကိုတိကြတယ်မလားသူကအခုတလောဘသူကဘာယူသုံးလို့လဲမသိဘူးမိုဘိုင်းခွင့်ကိစ္စတွေနဲ့ပြောနေတော့တင်မောင်ဆမ်းမင်းဝင်းမိမကသူ့ရဲ့လင်ကိုဗရမ ्या သူ့ရဲ့လင်ကိုဗရမ ्या ကေခိုင်က ခိုးတုံးကရောမူပိုင်ခွင့်နေပိုင်ရှင်နေရှိတာမသိဘူးလားသူများမိသားစုပြုတ်ကွဲအောင် သူများလင်ကိုခိုးပေါင်းတင်တာကရောမိသားစုကဘလို့ခံစားရမလဲမတွေးမိဘူးလားဆိုပြီးတော့ကောက်တင်ချလိုက်တာပါအခုတော့ဗရံများကိတ်ခိုင်နဲ့ တင်မောင်ဆမ်းမင်းဝင်းတို့ရဲ့ငါခွေကကိစ္စကြီးကပေါ်ပေါက်လျက်ရှိပါလေဆိုပြီးတော့လေသူတို့နှစ်ဦးရဲ့ဓာတ်ပုံအနေနဲ့တကွာအခုလိုပဲပေါ်ထုတ်ပြောဆိုမှုတွေရှိလာခဲ့ပြီးတော့ခုချိန်မှာဆိုလို့ရှိရင်တော့အများပြည်သူပြည်သက်တွေအနေနဲ့တင်မောင်ဆမ်းမင်းဝင်းပေါ်မှာပြစ်တင်ဝေဖန်ပြောဆိုမှုတွေလည်းရှိလို့နေပြီလေဖြစ်ပါတယ်ဒါကြောင့်မလို့အခုသတင်းကြောင်လေးက online social media ထပ်ပေါ်ကနမကြီးဆယ်လီနဲ့အမှုပညာရှင်များရဲ့သတင်းကြောင်များကိုစိတ်ဝင်စားကြတဲ့ပြည်သက်တွေရဲ့ကြားမှာအထူးဝေဖန်ပြောဆိုကရေပန်းစားနေတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ super job media ပြည်သက်ကြီးတို့လည်းမ တိလိုက်ရမရှိရလင်အောင်တင်ဆက်ပေးလာခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့ဝေဖန်မှတ်ချက်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းသတင်းထုတ်များနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရဲ့တ िश ူအားပေးကြတဲ့ဒုတိယချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ